နောက်ဆုံးသတင်းတပုတ်အနေနဲ့ငလင်ဘေးသင့်ပြည်သူများကိုအခမဲ့ဆေးကုသပေးဖို့အတွက်နိုင်ငံတကာနဲ့ပြည်ရင်းဆေးအဖွဲ့များမှငလင်ဘေးသင့်ဒေသတွေမှာအခမဲ့ဆေးကန်းတွေဖွင့်လှစ်ပေးထားတယ်လို့သိရပါတယ်။မန္တလေးမြို့မှာတော့လမ်း32လမ်းနဲ့83လမ်းကြားမှာတရုတ်နိုင်ငံဆေးအဖွဲ့ချမ်းမြတာစီလေရင်ကွင်းအဟောင်းမှာအိန္ဒိယနိုင်ငံဆေးအဖွဲ့68လမ်းနဲ့108လမ်းတောင်မန္တလာတီရီဘောလုံးကွင်းမှာရုရှားနိုင်ငံဆေးအဖွဲ့ မန္တလေးမြို့တော်စီရင်သားရဲကော်မတီရုံးမှာဂျပန်နိုင်ငံတဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့လမ်း၈36လမ်းရှိအလကနှစ်မှာ အထွေထွေယောဂကုဆောင်များအဖွဲ့ကအခမဲ့ဈေးကမ်းများဖွင့်ကာကုသပေးနေပါတယ်။သဂိုင်းမြို့မှာတော့အထက်ကနေ့ကျောင်းဝင်းအတွင်းမှာသဂိုင်းအခမဲ့ဈေးကမ်းကိုဖွင့်လှစ်ထားပြီးပျော်ပွဲမြို့မှာတော့ပြည်သားရ15လမ်းနဲ့16လမ်းကြားမှာစမ်းထွေထွေယောဂကုဈေးကမ်းကိုဖွင့်လှစ်ထားကာ ပြင်မနာမြို့မှာတော့ပေါင်းလောင်းအကစားခွင်တွင်ဘူတန်စေးအဖွဲ့မှအခမဲ့စေကန်းများဖွင့်ကာကုသပေးနေပါတယ်။အဆိုပါအခမဲ့စေကန်းတွေကိုဧပြီလ10ရက်နေ့ကနေဧပြီလ10ရက်နေ့အထိနေ့လယ်12နာရီကနေညနေ9နာရီအထိဖွင့်လှစ်ပေးထားတယ်လို့သိရပါတယ်။